တကယ်တမ်းကျတော့လေဒီဖတ်စာပလအစိုးရကလည်းမင်းတို့ဘယ်တော့ကတိုင်းပြည်ရှိခဲ့ဘူးလေမင်းတို့လိုချင်တိုက်ယူဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့မှရွေးချယ်မှုရှိတော့ KNU Plus ဆိုပြီးတော့ကျွန်တော်တို့ Coagulate အစိုးရဝက်ဖွဲ့မှာပါအဲ့ဒါရောက်လို့ KNU ကလည်းဥဆောင်မှုခံမှာဆက်ပြီးတော့ရှိအောင်မှာပါတလန်းကြီးတလန်းကြီးအထဲကိုရောက်သွားတဲ့ခါမှာကျတော့အထူးသဖြင့်အတွင်းပိုင်းကိုကျွန်တော်တို့ရှေ့လန်းလန်းနေတဲ့အနေထားတော့မြို့ပါပါလာတဲ့ခါမှာကျတော့ကျွန်တော်တို့ခွဲစည်းမကောက်ကူလေးအားတကယ်ပြင်းပြင်းဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ပါတယ် ဖက်ဒရယ်ဝါဒနဲ့ကျွန်တော်တို့ဒီတိုင်းပြည်ကိုထူထောင်တော့မယ်ဆိုတာအတိအလင်းကျွန်တော်တို့မူဝါဒချချမှတ်လိုက်တယ်အဲ့ဒါ1956ခုနှစ်မော်ကော့ကွန်ဂရက်ချမှတ်လိုက်တဲ့ကျွန်တော်တို့မူဝါဒ policy တစ်ခုဖြစ်တယ်ရှိလာတဲ့ဟို NUG တို့ဘာလို့ ਆ လဲဘယ်လိုအစိုးရပုံစံနဲ့နေမလဲဆိုတာတော့ကျွန်တော်တို့အကြံပြန်ပြန်နားလည်ထားတာအောင်ပြည်တော်အစိုးရရှိတင်တဲ့အနာပါလဲဟုတ်ကဲ့ပရိုဆိုတိုနီခင်ဗျာဟိုပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကပေါ့နော် ကော်သူလေဆိုရ86နှစ်မြောက်လို့သိရပါတယ်အဲ့ဒီနေ့ကိုလည်းကော်သူလေနေ့လို့ကျွန်တော်ခေါ်ရတယ်ဆိုတော့ကျွန်တော်သိရပါတယ်အဲ့တော့ဒီကော်သူလေဆိုရအကြောင်းပေါ့နော်အချင်းချုပ်ဆရာအနေနဲ့နည်းနည်းရှင်းပြပေးစီလို့ပါလေဗျဟုတ်ကဲ့အဲ့ဒါကတော့လူငယ်ရနှစ်86ကြောက်ကဒီပြင်ကျွန်တော်တို့ဟိုကင်းဒေါ်လာရင်းစက်တင်ဖြစ်ပေါ်လာခဲ့တဲ့1940ခုနှစ်ပေါ့နော်အဲ့ဒီမှာကျတော့အဓိကကြဆုံးချက်ကတော့ကျွန်တော်တို့ရန်ကုန်မြို့ကိုဟိုလက်တကမ်းလူမသိမ့်ပိုက်နိုင်ကြလေးမှာသူတို့ပြင် insight မှာတော့ကျွန်တော်တို့ ကောင်းကောင်းထိတ်ရောက်နိုင်တဲ့အနေအထားမှာရှိတယ်။သို့တော့ insight မှာကရက်ပေါင်းကလည်းအလုံးပေါင်းရက်ပေါင်း133 133ရက်လောက်တက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်နေရတဲ့အခါကျတော့အဓိကကြတဲ့အချက်ကဒီကျွန်တော်တို့ကရင်တိုင်ရင်ကြီးတွေသူသဖြင့်ပြည်မှာရှိတဲ့ကရင်တိုင်ရင်ဟိုတောင်ပေါ်မှာရှိတဲ့ကရင်တိုင်ရင်ကြီးကစစ်ကူလာဆိုတော့သို့တော့ဘလူးမမရောက်နိုင်တဲ့အခါကျတော့အဲ့မှာ ရက်ပေါင်း131ရက်ကြာလာတဲ့အခါမှာအဲ့မှာကျွန်တော်တို့ကြည်ရည်လျော်အပေပေါင်းတော့ကတရားပေးခံရတဲ့အခါကြောင့်ကျွန်တော်တို့အဲ့မှာပြန်ပြီးတော့ဆောက်ခွက်လာပြီးတော့1946 January 31ရက်ဆက်ခဲ့တဲ့ဟိုတိုက်ပွဲကြီးကအဲ့မှာကျွန်တော်တို့3လနီးပါးလောက်ကြာတဲ့အခါမှာကျွန်တော်ပြန်ဆောက်လာပြီးဒီတောင်ကပြန်ပြီးတော့အခြေပြုတာပေါ့နော်အဲ့မှာတောင်ကိုမြို့တော်အနေနဲ့တမတ်ပြီးတော့အဲ့ဒီကာလတုန်းကလည်းကျွန်တော်တို့ဘက်ကသိမ့်ပိုက်ခဲ့တဲ့မြို့ပေါင်းကအလုံးမြို့ပေါင်း60ကျော်တယ် အဲဆိုတော့မန္တလေးအောက်ပိုင်းနဲ့တချို့မန္တလေးပါကျွန်တော်တို့လက်ထဲကြပါတယ်လေမန္တလေးတို့မြေမျိုးဆိုတာဆိုအဲ့လိုမျိုးအခြေအနေရှိတဲ့အခါမှာကျတော့ကျွန်တော်တို့ဒီအင်းစိန်ကိုကျွန်တော်တို့ဆွလွန်လိုက်ရတယ်ဆိုပေမဲ့လို့တောင်ပေါ်မှာကျတော့ကျွန်တော်တို့အစိုးရတရအနေနဲ့တည်တည်ကြကြဖွဲ့စည်းပြီးတော့လုပ်ငန်းဆောင်ဖို့ဟောလှုပ်ဆောင်ဖို့ကျွန်တော်တို့တာဆိုတဲ့အခါမှာအဲ့မှာအဓိကကြဆုံးချက်ကတော့ဒီကော်တူးလေးအစိုးရဆိုပြီးတော့နိုင်ငံတကာအသိအမှတ်ပြုအောင်ကျွန်တော်တို့စူးစမ်းတဲ့အနေနဲ့ ီ1949စုံက14ရက်နေ့မှာ ကော်တူလီအစိုးရအင်္ဂလိပ်လိုကြတော့ KG ကို KG ပြီးရောနော်ကော်တူလီ governing body ဆိုပြီးတော့အုပ်ချုပ်ရေးအဖွဲ့ကိုကျွန်တော်တို့တည်ဆောက်လိုက်တဲ့အခါဒါပေမဲ့ဘယ်နိုင်ငံတကာမှအတိမပြုခြင်းမခံရဘူးအဲ့လိုကြီးညာတဲ့အခါမှာကျွန်တော်တို့မော်ချီအခုမော်ချီကတော့ကရင်နီနယ်မှာရှိတယ်အခုအဲ့ဒီမော်ချီမှာကြတော့ကျွန်တော်တို့ဒီအတံပေးအောင်ထားပြီးတော့အဲ့ပါဒီကော်တူလီအစိုးရရဲ့လို့ကျွန်တော်တို့၃ရက်တိုင်တိုင်ကျွန်တော်ထုတ်ပြန်ကြီးညာလိုက်တယ်လေ ခုနပြောသလိုပဲနိုင်ငံတကာဘာမှအော်တီမပြုမှုမရှိတဲ့အခါကျတော့အဲ့ဒါပြောရမယ်တူတူနဲ့ပြောရမယ်ဆိုရင်တော့ဒီသက်ဝင်မှုကမရှိဘူးလို့ပြောရတော့မှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဆရာအဲ့တော့ကော်တူးလေးအစိုးရစဟိုတီထောင်စင်ခါကဟိုနိုင်ငံတကာအတိမပြုကိုစူးစမ်းရတယ်ပေါ့နော်အစိုးရတည်းဖြစ်ဖို့အဲ့ဒီအချိန်တုန်းကဒီကရင်နိုင်ငံတော်အနေနဲ့ရီမန်းခဲ့တာလားဘလို့ပုံစံမျိုးဆရာတို့အဲ့တုန်းကဆိုလိုတာလဲဗျာ ဟုတ်ကဲ့ခင်ဗျအဲ့ဒါကလည်းဟိုတမန်ကျောင်းချီပြီးတော့ပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီလွတ်လပ်တဲ့ကိုယ်ပိုင်ပြတ်တမ်းခွင့်ရရဖို့အတွက်ဆိုတော့ဒုတိယကမ္ဘာစစ်မှာကျွန်တော်တို့ကင်းနေအများကြီးစူးစမ်းခဲ့တယ်ဖြတ်တန်းခဲ့ရတဲ့ခါးပြီးတဲ့တွေ့ကြုံရဒုတိယကမ္ဘာစစ်1942မေလမှာမြောက်ကျွန်းပေါ်မှာကျွန်တော်တို့တပ်ဖြတ်ခြင်းခံရတဲ့ဟာတွေကတော်တော်လေးကိုစူးစူးဝါဖြစ်ခဲ့တဲ့အပေါ်မှာကျွန်တော်တို့ကဘာဖြစ်ဖြစ်ပြင်းနေရခုတိုင်းပြည်ရှိမှာပဲဒီလိုဘဝမျိုးရှုံ့မှတော့မှမဟုတ်ဘူးဆိုတော့အဲ့ဒီမှာကျွန်တော်တို့စူးစမ်းခဲ့တယ် ဗြိတိန်မှာသွားပြီးတော့ကြိုးစားခဲ့တယ်ကျွန်တော်တို့ကောင်းဆောင်တွေလည်းပြီးပေါင်းဆောင်နဲ့ကြိုးစားခဲ့တဲ့အတိုင်းအောင်မြင်မှုရှိတဲ့အခါကျတော့ကျွန်တော်နောက်ဆုံးရဲ့ရွေးချယ်မှုကြတော့ကိုလိုချင်တဲ့ကိုကရင်ပြည်ကရင်နိုင်ငံဆိုတာလည်းကိုတိုက်မှာရတော့တယ်ဆိုတဲ့တကယ်တမ်းကျတော့လည်းဒီဖတ်စာပလအစိုးရကလည်းမင်းတို့ဘယ်တုန်းကတိုင်းပြည်ရှိခဲ့ဘူးလေမင်းတို့လိုချင်တိုက်ယူဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့မှရွေးချယ်မှုရှိတော့အဲ့လိုအနေထားရောက်လာတဲ့ခါကျတော့ကျွန်တော်တို့ဒီလို ကြိုးစားရတဲ့လမ်းဖြစ်သွားတာပေါ့နော်အဲဒီအခါမှာလဲ Federal ဆိုတာလဲဖြစ်စားနေချင်းကာလလဲမဟုတ်ဘူးကျွန်တော်တိုင်းပြည်မှာဆိုတော့ကျွန်တော်တို့ဒီအတိုင်းပဲကိုမင်းကိုချင်းနဲ့ပဲတူတောင်ဖို့ကြိုးစားခဲ့တယ်။နောက်နိုင်ငံကကိုပန်ချလိုက်တယ်အတိမပြုရင်းခံရတော့တပိုင်းပေါ့နော်အဲ့လိုအနေထားမျိုးပါရှိပါတယ်။ဟုတ်ကဲ့ဆရာပြီးခဲ့တဲ့ဒီကော်တူလွင်နေ့မှာဆရာတို့ KNU ပြန်ချရရနေပြီဆရာရှင်းပြတာတခုသိပါတယ်။အဲ့ဒါတော့ဆရာတို့ရဲ့အခုသွားမဲ့ရှေ့ပုံစံပြည်တော်စုထဲမှာပဲရှိနေမှာပေါ့နော်။ဆိုတော့ အရင်တော့ကတော့ဒါနိုင်ငံတစ်ခုအနေနဲ့ဆရာတို့ရည်မှန်းခဲ့တယ်အခုပြည်ထောင်စုထဲမှာမရှိတော့မယ်ဒီလိုမျိုးဟိုအပြောင်းလဲဖြစ်ရတဲ့အနေအထားရည်မှန်းချက်တွေကိုဆရာရှင်းပြလို့ရမလားဗျဟုတ်ကဲ့ခုနပြောသလိုပါပဲပေါ့ကျွန်တော်တို့လည်းကြိုးစားခဲ့တယ်ကရင်တိုင်းပြည်တစ်ခုအနေနဲ့ကဘာအနေအတိမပြုတ်ကိုဆိုတာကျွန်တော်တို့ကြိုးစားခဲ့ပေမဲ့ဘယ်နိုင်ငံတကာမှအတိမပြုတ်ပဲအဲ့ဒါတော့မှကျွန်တော်တို့မြို့ပေါင်း60ကျော်တိုက်ပိုက်နေတဲ့အနေအထားမှရှိတယ်ဆိုတော့အဲ့လိုနိုင်ငံတကာအတိမပြုတ်မခံရတဲ့အခါကျတော့ လောက်ရကင်ရတာတော်တော်လေးအခက်အခဲအများကြီးရှိတယ်နော်ဆိုတော့အဲ့ဒီအပိုင်းမှာစီရောနိုင်ငံရေးရောပဲပေါင်းလို့ပြရားပေးခံရတဲ့အခါမှာကျွန်တော်တို့ပြန်ပြီးတော့သုံးသတဲ့အခါမှာ Federal ဘွားဖို့ဆိုတာကိုကျွန်တော်တို့စဉ်းစားလာတဲ့အနေအထားရောက်သွားတယ်ဒါပေမဲ့လို့အဲ့ဒါကတော့ချက်ချင်းလက်ငင်းကြီးရောကျွန်တော်တို့ဆုံးမကျဲချလို့မရဘူးဘာဖြစ်လဲဆိုတော့အဲ့ဒီတုန်းကကျွန်တော်တို့ခရင် NU နယ်မြေဆိုတာနယ်မြေကြီး၃ခုရှိတယ်မြို့ကကျွန်းပေါ်တိုင်းဆိုပြီးတော့တစ်ခုရယ်နောက်ပြီးတော့ဂိုးရုံမှတိုင်းရယ်နောက်ပြီးတော့ ခုလက်ရှိကျွန်တော်တို့ခရိုင်ခုနကတမဟာခုနကရှိတဲ့နေရာအရှိကောသူလေးတိုင်းလို့ပေါ်တယ်ကျွန်တော်တို့မြောက်ကျွန်းမော်တိုင်းရတော့တများတိတဲပို့ပြီးတော့ဖြစ်ရှိပြေးတယ်လို့ပြောလို့ရတော့เนาะအဲ့လိုကျွန်တော်တို့မအောင်မြင်တဲ့ကောသူလေးအစိုးရကိုတီဆောင်လိုက်တဲ့အခါမှာဘာကြောင့်မအောင်မြင်ခဲ့ရလဲဆိုတာသုံးသပ်ပြတဲ့အခါမှာသူတစ်ပြည့်ဒီမြောက်ကျွန်းမော်တိုင်းရ1952နဲ့53မှာ conference တခုဒါအဝတ်မြောက်ကျွန်းမော်တိုင်းတက်တဲ့ပဲအဲ့ဒီကာလကလည်းကျွန်တော်တို့မြောက်ကျွန်းမော်တိုင်းမှာတမဟာခုနကရှိတယ် ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဟို conference တစ်ခုဘာသမမြို့နယ်မှာဝိတ်ထောင် conference ဆိုပြီးတော့ကျင်းပပြီးတော့အဲ့ဒီမှာကျွန်တော်တို့ရှစ်အနာကမှာ federal တိုင်းပြည် federal ဘဝရနဲ့ကျွန်တော်တို့ဒီတိုင်းပြည်ကိုထူထောင်မယ်ဆိုတော့ဒါဟို conference ရဆုံးရရကြလာတယ်။သို့တော့ကျွန်တော်တို့အဲ့ဒီအချိန်ကာလကနေမြင့်ကြီးက၃ခုရှိနေတဲ့အခါကျတော့အထူးသဖြင့်ဂိုယုမတိုင်းနဲ့ဟိုအရှိတ်ကော်ပိုရိတ်တိုင်းတွေမှာမပါသေးဘူး။ ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ညှိရတဲ့အပိုင်းမှာ1953ကနေပြီးတော့54 55 56 56ရောက်လာတဲ့အခါမှာကော်ပိုရိတ်တစ်ခုလုံးဆိုပြီးတော့ ARD ညော့ကျူးမောင်းတိုင်းလဲပါတယ်နောက်ပြီးတော့ဘဂူရီမှာတိုင်းလဲပါတယ်နောက်ပြီးတော့ကျွန်တော်တို့ရှစ်ကော်ပိုရိတ်တိုင်းလဲပါတယ်အဲ့ဒါကတော့အခုလက်ရှိတက်မှာ3ပြက်မှာပေါ့နော်မော်ကိုဒေတာရွှေချင်မြို့နယ်မှာရှိတဲ့မော်ကိုဒေတာမှာကျွန်တော်ကွန်ကရစ်ခေါ်ပြီးတော့အဲ့မှာဒေတာကြီး3ခုစလုံးကနေပြီးတော့ကျွန်တော်တို့ရှစ်အနာက ဘရင်တိုင်းပြည်ထူထောင်တဲ့နေရာမှာဒီပြီးခြားထူထောင်ဖို့ထက်ကျွန်တော်တို့လူမျိုးပေါင်းစုံနဲ့ရှင်တွဲပြီးကျွန်တော်တို့ Federal Water နဲ့ကျွန်တော်တို့ဒီတိုင်းပြည်ကိုထူထောင်တော့မယ်ဆိုတာအတိအလင်းကျွန်တော်တို့မူဝါဒချချမှတ်လိုက်တယ်အဲ့ဒါ1956ခုနှစ်မော်ကိုကွန်ဂရက်ချမှတ်လိုက်တဲ့ကျွန်တော်တို့မူဝါဒ policy တစ်ခုဖြစ်တယ်အဲ့ဒီမော်ပေါ်လစီမူတိုင်း1956ခုနှစ်ကစပြီးတော့ခဏကာလအထိဆိုရင်တော့ကျွန်တော်တို့ ဟို190လောက်ပြည့်တော့မယ်နော်အခု2025ဆိုတော့ကျွန်တော်69နှစ်ပြည့်သွားပြီဆိုတော့ကျွန်တော်တို့ဒီမူဟာရအတိုင်းပဲကျွန်တော်တိုင်းပြည်ကို Federal နဲ့တူတော်မယ်ဆိုတာဟုတ်ဒီ top 56မူဟာရချပြည့်ကြတဲ့ဒီစိုက်မှာပဲကျွန်တော်တို့ကြိုးစားလှုပ်ဆောင်လာခဲ့ပါတယ်ခုနှစ်ထိပါပဲအောင်မြင်ခြင်းရတဲ့အထိတော့မရောက်သေးဘူးဆိုပေမဲ့အခြေအနေအားလုံးကလည်းဒီလိုသွားဖို့ဆိုတာသူဒီတိုင်းပြည်မှာရှိတဲ့လူတွေအားလုံးကတော်တော်လေးကိုသဘောတူညီသွားတဲ့အနေအထားမှာရောက်နေပြီဆိုတာတော့ပြောလို့ရတာပေါ့နော် ဟုတ်ကဲ့ဆရာအဲ့တော့ဗမာရီကိုနက်ကအခုက Federal အတွက်ပဲသူတို့ကလည်းအဓိကစဉ်းစားနေကြပြီပေါ့နော်အဲ့တော့ဟုတ်ပြီဆရာအဲ့တော့ခုနအစိုးရဟိုကော်သူလေအစိုးရကိုကျွန်တော်ပြန်ကြည့်အောင်ပါကျွန်တော် Mandate Blocking မှာလည်းဒီအစိုးရပုံစံပေါ့နော်ဒီဝင်ကြီးတွေခန့်မှုတွေရှိတယ်ဆိုတာသိရပါတယ်ဆိုတော့အခုပြန်ဖွဲ့စည်းမဲ့ကော်သူလေအစိုးရကဘာလို့အဲ့လိုမျိုးစဉ်ဆက်မပြတ်ပေါ့နော်အစိုးရအနေနဲ့မရှိလာခဲ့ရတာလဲဆရာဟုတ်ကဲ့အဲ့ဒါကလည်းဟိုပြောရမယ်ဆိုရင် သူတို့ပြင် KNU ရဆယ်ကျင်းမြောက်ကွန်ကရစ်မှာအဲ့လိုမျိုးဆုံးဖြတ်ချက်ကြလာတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အစိုးရတရားအနေနဲ့ဘွားမယ်ဆိုပြီးတော့ဖြစ်လာတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ KNU ဆိုတဲ့အစည်းအရုံးကလည်းရှိတယ်။တစ်ဖက်ကလည်းကော်သူလေးအစိုးရလည်းဖွဲ့ဖြစ်လာတာရှိတယ်။ဒါပေမဲ့အဲ့ဒီကွန်ကရစ်သက်တမ်း၄နှစ်သက်တမ်းမှာလက်တွေ့အကောင့်တွေခေါ်လာတဲ့အခါကျတော့အဆင်မပြေမှုတွေတွေ့ရတယ်။ဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်ကာလတစ်ချက်ကဒီအစိုးရသူအဆက်ဆက်ပေါ့နော်အဲ့ဒီခေတ်ကလာနဝတ္တခေတ်နိုင်ငံတော်ညံမှုပြပြမှုတိဆောက်ရေးဖွဲ့ပေါ့နော် တဖက်ကနေအဒီပူပူအနာပိုင်ဆိုတာလည်းတော်တော်ကိုခိုင်မှရှိနေတဲ့အချိန်ကျွန်တော်တို့ဘက်ကလည်းဒီတိတာထင်ရှားတဲ့ကျွန်တော်မျိုးတွေကိုသိမ့်ပတ်နေတဲ့အနေထားလည်းပြန်မရှိဘူးသို့တော့အဲ့ဒီမှာကျွန်တော်တို့ဘက်ကတော့ဒီအစိုးရတရနဲ့ဖော်ဆောင်လာတဲ့အခါမှာလုပ်ငန်းတွေကထနေတဲ့ဟာတွေရှိဆိုတော့ပြောရမယ်ဆိုရင်တော့တကယ်တမ်းပြန်ပြီးတော့စဉ်းစားလိုက်အခါကျတော့အဲ့လိုလုပ်နေတာတကယ်အချိန်ခါလည်းမရောက်သေးဘူးလို့ပြောရတော့မဟုတ်လက်တွေ့လည်းမကြောက်ဘူးလို့ကျွန်တော်တို့မြင်တဲ့အပေါ်မှာအဲ့ဒီ ဒီကွန်ကရစ်တန်တခုအတွင်းမှာလင်းနေအတွင်းမှာကျွန်တော်စံတလုတ်ဆောင်ပြီးတော့အဲ့ဒီနောက်ကွန်ကရစ်ရောက်လာတဲ့အခါမှာဆက်တစ်ချိန်မှာကွန်ကရစ်ရောက်လာတဲ့အခါမှာအဲ့ဒါကိုရုပ်သိမ်းလိုက်ပေါ့အဲ့ဒီကော်တူလေးအစိုးရဆိုတာကိုကျွန်တော်တို့ရုပ်သိမ်းလိုက်တော့တယ်နောက်ပြီးတော့ကျွန်တော်တို့လက်ရှိပုံစံအတိုင်းပဲကျွန်တော်တို့ KNU ရဲ့ကောင်းဆောင်မှုနဲ့ဖွဲ့စည်းပုံစံနဲ့ပဲသွားနေတယ်ဒါပေမဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေကတော့ဒီပုံစံအတိုင်းပဲ ဘာမှထူးထူးခြားခြားဖြစ်တာတော့မရှိဘူးရှိထားတဲ့ဌာနဆိုင်ရာအလုပ်လက်ဆက်လက်လှုပ်ဆောင်လက်ဒီတော်လိုင်းရေးမှာကြတော့နိုင်ငံရေးဦးဆောင်မှုခန့်ကန့် KNU တာဝန်ယူရဲနော်ရှေ့ဘက်မှာလည်း KNL KNDU ကိုဒီကနေပဲဆက်ပြီးတာဝန်ယူတယ်နော်အဲ့လိုအနေထားမှာဟိုစီရေးနိုင်ငံရေးအုပ်ချုပ်ရေးစီရင်ရေးအကောင့်လုံးက KNU ပဲတာဝန်ယူထားတဲ့သဘောတော့ရှိပါတယ်ဟုတ်ကဲ့ဆရာကွန်ကရစ်အဆုံးဖြတ်ချက်ပေါ့နော်အချိန်အခါကိုကြည့်ပြီးတော့ဟိုဆောင်ရွက်မယ်ဆိုတော့ဒါပေမဲ့တခုရှိတာဆရာအခု မကြသေးခင်ရတော့မဟုတ်ဘူးလေကျွန်တော်တို့ဘိုကျုတ်နေသားမြပေါ့နော် ကော်တူးလေးအာမီတီထောင်ထားတယ်ဆိုတော့ဟိုသူတို့အင်အားစုတွေကလည်းဒီကော်တူးလေးအစိုးရဆိုပြီးကြင်ညာထားတာရှိတယ်လေဆိုတော့အဲ့ဒီအခုဆရာတို့ကလည်းဖွဲ့မယ်ဆိုတော့သူတို့ ਨੇ ပြန်ညှိဖို့လိုမလားသူတို့အပေါ်သူတို့ဖွဲ့စည်းမှုပေါ်ရောဆရာဘလို့သဘောထားပေးခြင်းလဲဗျအဲ့ဒီပုံမှာတော့ကျွန်တော်ထူးထူးခြားခြားပြောစရာမရှိဘူးပြောဘာဖြစ်လဲကျွန်တော်တို့ကရင်လက်လက်ကန်နေအကွက်ကွက်ပြေးဖြစ်တာတော့မှန်တယ်ဆိုပေမဲ့လို့ကျွန်တော်တို့အဲ့ဒီ ကရင်လည်းလည်းကရင်ပြန်လည်းပေါင်းစည်းကော်မတီထဲမှာအဲ့ဒီအနောက်ကဖြစ်ပေါ်လာတဲ့အဲ့ဒီအဖွဲ့တင်းတင်းမွမ်းမွမ်းလေးတွေကျွန်တော်စီရင်လည်းမထည့်တော့ဘူး။အားရအောင်အဓိကကြတာတော့ကျွန်တော်တို့ KNU KNL ရဲ့နောက်ပြီးတော့ဒီ PC ရဲ့ DKB ရဲ့နောက်ပြီးတော့ပို့ဆောင်ပေါ့နော်ဒီ PG ရဲ့ဆိုပြီးတော့ကျွန်တော်တို့အဲ့ဒီအဖွဲ့ GD တွေပဲပြန်ပြီးတော့ခုလည်းဖြစ်အောင်တော့ကျွန်တော်တို့ဟိုလမ်းစဉ်လုပ်ငန်းစဉ်ထဲမှာပဲရှိပါသေးတယ်။ ကျန်တဲ့တိတိမမအနောက်ပေါ်တဲ့ခါတွေတော့ကျွန်တော်တို့စီရင်နေတဲ့မထက်ပါဘူးဒီကိပီဆိုရင်လည်းအခုဥစားတက်ဖွဲ့တော်ရှိသေးတာပဲဘုံကြီးကနေဥဆောင်တော့အဲအဲ့ဒီခါတွေလက်ရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါစီရင်နေတော့မထက်သေးပါဘူးဟုတ်ကဲ့အဲ့တော့ကော်တူးတွေဆိုတာဖွဲ့တဲ့အခါမှာဆရာတို့ကရင်အင်အားစုတွေကုနာဆရာပြောတဲ့ဖွဲ့တွေပေါ့နော် KNU KNL လေး PC ရှိမယ်နောက် BGF ပေါ့ BGF လည်းအင်အားကြီးတယ်ကုနာဒီကိပီရှိမယ်ဟိုသူတို့တွေရောပါဝင်ပါလားသူတို့နဲ့ညှိနှိုင်းပြီးအဲ့လိုဆောင်ရွက်ပါလားအဲ့ဒါလည်းသိလို့ပါတယ်ဗျာ ဟုတ်ကဲ့အဲ့ဒါကလည်းကျွန်တော်တို့လုပ်ငန်းစဉ်ထဲမှာပဲရှိပါတယ်ဒါပေမဲ့ချက်ချင်းလက်ငင်းကျွန်တော်တို့ပုံသူလေးအစိုးရထဲမှာတော့ပတ်ဝင်ပူပါခက်နေပါသေးတယ်အဲ့ဒါကျွန်တော်ဆက်ပြီးတော့ကြိုးစားသွားမယ်ဒါကကျွန်တော်တို့လုပ်ငန်းစဉ်ထဲမှာရှိသေးတဲ့အပေါ်မှာတော့ခုလောလောဆယ်အရောကျွန်တော်တို့အကင်းအဖွက်တွေတိခတ်ဖြစ်အောင်ထိမ့်သိမ်းနိုင်တဲ့အနေအထားမှာအများကြီးတိုးတက်မှုတော့ပြောလို့ရတယ်ဒါပေမဲ့ဟိုကင်းအမျိုးသားအလန်တော်တစ်ခုတည်းအောက်မှာပြန်ပြီးတော့စုယုံနေ ဘူးဆိုတာကတော့လက်တွေ့မှာချက်ချင်းလက်ငင်းမပေါ်လာသေးဘူးဆိုပေမဲ့ကျွန်တော်ဆက်ပြီးတော့ကြိုးစားသွားမယ်အလားလာလည်းရှိပါတယ်လို့ပြောလို့ရတာပေါ့နော်ဟောအဲ့ဒါပဲပြောနေပါသေးတယ်ဟုတ်ကဲ့အဲ့တော့အခုကရင်မျိုးသားစီယုံပေါ့ KNU ကဒါဟိုတော်လိုင်းကိုဥဆောင်လာတယ်ဟိုအခုရှိတဲ့ data တွေမှာလည်းဒါဥဆောင်အုပ်ချုပ်လာတယ်ဆိုတော့အခုကတူလေဆိုကဖွဲ့ပြီဆိုရင်ဆရာတို့ဘယ်အဖွဲ့စည်းကအပေါ်မှာရှိမှာလဲ KNU ကအပေါ်မှာရှိမလားအစိုးရအဖွဲ့အပေါ်မှာရှိမှာအဲ့ဒီဟာရောဆရာရှင်းပြလို့ရမလားဘယ်လိုအခြေအနေမျိုးဖြစ်မလဲ ဟုတ်ပါတယ်ခင်ဗျာအဲ့ဒါကလည်းမိကွန်းများကြီးကျွန်တော်တို့ကြားနေရပါတယ်။ဘာဖြစ်လဲဆိုတော့ဒီကော်သူလီအစိုးရလို့ကျွန်တော်တို့တရားဝင်ကြေညာလိုက်ပြီးဆိုရင်ခင်ဗျာအခန့်ကတာဘယ်မှာရှိမှာလဲပေါ့နော်။ဒါပေမဲ့အဲ့ဒါတော့ကျွန်တော်တို့အခုပြောရမယ်ဆိုရင် KNU အပေါင်းတော့ KNU Plus ဆိုပြီးတော့ကျွန်တော်တို့ကော်သူလီအစိုးရကိုပဲဖွဲ့မှာပါ။အဲ့ဒါရောက်လို့ KNU ကလည်းဥဆောင်မှုခန့်မှန်းဆက်ပြီးတော့ရှိအောင်မှာပါ။ဘာဖြစ်လဲဆိုတော့ဒီချိန်ဒီကာလတော်လိုင်းမပြီးဆုံးသေးဘူး။တော်လိုင်းကာလမှာဖြစ်နေတဲ့အတွက် KNU ရဲ့အခန့်ကတာဆက်ရှိအောင်မှာပါ။ဒါပေမဲ့ထူးခြားတာကအဲ့ဒီမှာတော့ ျွန်တော်တို့အရင်ကျွန်တော်တို့ရှိထားတဲ့ KNU ဖွဲ့စည်းပုံနဲ့မတူ क्वे ပြသွားတာပါလဲဆိုတော့အခုလက်ရှိဖွဲ့စည်းတော့မဲ့ကျွန်တော်တို့ကော်တူလေးအစိုးရကဘယ်ခြေပေါ်မှာခံမလဲဆိုတော့ကျွန်တော်တို့ကော်တူလေးချတာဆိုတာရှိတယ်အဲ့ဒီကော်တူလေးချတာဆိုရယ်ကော်တူလေးပြည်ညင်မှာ KCC ကော်တူလေးတိုင်းမင်္ဂကောင်စီနော်အော်ဒါ KEC ကော်တူလေးအချုပ်ရေးခွဲပေါ့နော်ဒီဟိုအလုံးမှုဆောင်ခွဲပေါ့နော်အဲ့ဒီကနေအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကော်တူလေးအစိုးရကိုဖွဲ့စည်းတော့မှာဖြစ်တယ်ခုနကကျွန်တော်ပြောသလိုပေါ့ဟို KNU Plus ဆိုတဲ့အတိုင်းပဲ KNU အပေါင်းဆိုတော့ကျွန်တော်တို့ကရင်လေးပဲမဟုတ်ဘူးဒီ data မှာအထူးသဖြင့်ကျွန်တော်တို့အခြေကြည့်မဲ့ data ကတော့လက်ရှိကျွန်တော်တို့ဟိုနေမြေအပိုင်းခြားမှာရှိတဲ့ တမခုနကခင်ခုနကရှိတဲ့နေရာတွေပေါ့နော်နောက်ပြီးတော့ဆက်ဆက်ဒေတာပဲသူတစ်ဖြစ်2021နောက်မှာကျွန်တော်တို့ဟိုဆုံးရှုံးသွားတဲ့နေပြည်တော်အများကြီးပြန်ရတယ်အဲဒီ man block ခေတ်ကလည်းပြန်နှိုင်းရှင်လို့မရဘူး man block ခေတ်ကတော့ကျွန်တော်တို့နေပြည်အဲ့လောက်မရဘူးအခုဆိုရင်တော့ကျွန်တော်နေပြည်တော်တော်လေးကိုကျယ်ပြန့်လာတဲ့အနေထားမှာရှိတဲ့ခါကြတော့ ကျွန်တော်လူမျိုးအရာကြည့်မယ်ဆိုရင်ကရင်လူမျိုးကအများစုဖြစ်မယ်ဆိုပေမဲ့လို့တခြားလူမျိုးတွေဖြစ်တဲ့ပမာတွေမော်နောက်ပြီးတော့ပို့ပို့တော့ရှမ်းလည်းရှိတဲ့ခါကြတော့အဲ့ဒီလူမျိုးပေါင်းကိုပါဝင်နိုင်နိုင်တဲ့ကော်တူတဲ့အဆွေအတရခွက်ဖို့ဆိုတာကျွန်တော်တို့ကြည်တန်တာဖြစ်တယ်သူတို့ပါဝင်နိုင်အောင်နိုင်အောင်လည်းကျွန်တော်တို့အခုတစ်ဆက်ပြီးတော့စူးစမ်းနေတယ်ဟိုလက်တွေ့အကောင့်တွေပေါ်တဲ့ခါမှာကျွန်တော်တို့ဒီကော်တူလေးအဆွေအတကော်တူလေးချတာအောက်မှာပဲရှိမှာပေါ့နော် ဟုတ်ကဲ့အဲ့တော့နေမီအရဆိုခုခရိုင်ခုနှစ်ခုမှာဆရာတို့ဒါဆိုရအာနာဇက်တဲမှာပေါ့လေဒါပေမဲ့အခုတချို့အခုဆရာတို့ရဲ့ဒီကရင်ပြည်နယ်မြို့တော်ရှိမြဖန်အခုနေဆက်မှာဆိုအနီးဆက်ဆုံးကုံသွေးမြောက်ရီရှိမြဆိုတော့ဒီလိုဒေသတွေမှာကိုကနေမီကိုမထိန်းချုပ်နိုင်မင်းနဲ့ဆရာတို့အစိုးရဖွဲ့တွေနဲ့စီမံအုပ်ချုပ်ခွင့်ရှိမလားအဲ့ဒီဟာရောဟိုအရင်တိုင်းပဲဖြစ်နေမလားထူးခြားမှုပါပါပိုရှိလားမလဲအစိုးရဖွဲ့လိုက်တဲ့အတွက်လေး ထူးခြားမှုရှိတာကဟိုကျွန်တော်တို့တတိထားမိတာအထူးသဖြင့်2021စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်အာဏာရှင်ကနေပြီးတော့သူတို့တော်ပဲဒေတာကြည့်လက်ဒေတာကအကုန်လုံးစုံလိုက်ရတယ်သူဘာအုပ်ချုပ်ရေးမှမချနိုင်တော့ဘူးအဲ့ဒါအပြင်သူလက်ရှိဟိုမြို့ပေါ်မှာရှိတဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေကလည်းမိဂါမြတ်တာပဲဘာမှမလုပ်နိုင်ဘူးဟိုဘာဖြစ်လဲဆိုတော့မြို့တွေကအဝိုင်းခံနေရတဲ့အနေအထားတော်တော်များများရှိတယ်ဘာမှအထူးခြားမလုပ်ဆောင်နိုင်ဘူးဥပမာမြောက်တွေဆိုဘာမှလုပ်လို့မရတော့ ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံတကျောမှာရှိတဲ့ task နဲ့အကောင်လုံးကျွန်တော်လက်ထဲရောက်သွားတဲ့အခါမှာဒီမိဂါမတ်တက်ကျန်တဲ့မြို့ကအနံပဲပဲရှိတော့တယ်ဘာမှမလုပ်ဆောင်နိုင်တဲ့အနေထားမှာရှိတယ်ကျွန်တော်တို့ကဒီလုပ်ငန်းကိုတော့အပြည့်ပြည့်ပြောင်းဆက်လုပ်ဆက်တွန်းသွားမှာဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်တို့လုပ်ဆောင်မယ့်အခုကတော့ဒီ2017တိုင်ခင်ကရှိထားတဲ့အနေထားနဲ့လုံးဝကွဲပြားသွားနာပြီးခြားနာသွားပြီးလက်ရှိကျွန်တော်တို့အောက်ချော်ရေးချအမယ်နေရာတွေကတော်တော်လေးချေချေပြည့်ပြည့်နဲ့မြို့တွေ အပါဝင်ပေါ့နော်အခုတော့မြို့မြို့သေးမြို့မွားတွေကတော့ရှိနေပါသေးတယ်ကျွန်တော်တို့လက်ထက်မှာဒါပေမဲ့ဆက်ပြီးတော့တွန်းသွားမယ်ဆိုတော့ဒီထက်ပိုပြီးတော့ကျွန်တော်တို့လက်ထက်ရောက်လာတဲ့အခါမှာဒီကော်တူလေးအစိုးရကတော်တော်လေးကိုတက်ဝင်မဲ့အနေထားတစ်ခုတော့မြင်နေပါတယ်ဘာဖြစ်လဲဆိုတော့အချိန်နေရဟုတ်မန်နပရိုကီယာနဲ့လည်းမတူဘူး2021ဟိုအစောပိုင်းကာလနဲ့မတူတော့ဘူးစစ်ကောင်စီဘက်ကနေအထူးသဖြင့်ဒီရနေမြင်ဆုံးချုပ်မှုတွေကတအားများနေတဲ့အခါမှာကော်တူလေးအချုပ်ရအချုပ်ရနဲ့ပြန်ပြီးတော့အစားထုတ်ဖို့ဆိုတာကျွန်တော်တို့စိုင်းပြေးနေရတဲ့အနေထားကိုရောက်လာပြီလို့ပြောလို့ရတာပါဆရာ ဟုတ်ကဲ့ဆရာအဲ့တော့အခုကလက်ရှိနိုင်ငံရေးဟိုအခြေအနေပေါ့နော်ပဂတိနိုင်ငံရေးအခြေအနေအရဆိုရင်တော်လိုင်းရေးကာလဖြစ်နေတာဟိုဟိုပြည်ထောင်စုအစိုးရအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG ဒါပြည်ထောင်စုအစိုးရအနေနဲ့ရှိနေတာဟိုအဲ့တော့ပြည်ထောင်စုအစိုးရရဲ့ဥပဒေတွေရောအခုဆရာတို့ကော်တူးလေဒေတာကော်တူးလေအစိုးရအပေါ်မှာတစုံတရာတက်ရောက်မှုရှိမလားဘယ်လိုမျိုးချိတ်ဆက်ဆောင်ရွက်မဲ့မူမျိုးဆရာတို့ရှိနိုင်မလဲဗျဒီ federal support ဆိုတာကျွန်တော်တို့ကစူးစမ်းလာတာနှစ်ပေါင်း90နီးပါးလောက်ရှိပြီဆိုပေမဲ့လို့ကျွန်တော်စူးစမ်းတဲ့အပိုင်းမှာ ဟိုနီလန်ပေါင်းဆိုလည်းကြိုးစားခဲ့ရတယ်။ကိုစစ်ရေးရကျွန်တော်အရေးယူဆောင်ရတဲ့အပိုင်းတွေရှိသလိုတွစ်ဆုံဆွေးနွေးပွဲနဲ့အစိုးရတီစစ်တပ်တွေနဲ့ကျွန်တော်တွစ်ဆုံဆွေးနွေးခဲ့တယ်လည်းကျွန်တော်လုပ်ခဲ့တယ်။အဲ့ဒါလည်းကျွန်တော်တို့ဒီဖက်ဒရယ်ပြည်တော်စုတည်ဆောက်ဖို့အတွက်ပဲ။သို့တော်ကျွန်တော်တို့ကြိုးစားခဲ့သမျှဟာဘာမှရလာမထွက်ခဲ့ဘူးဆိုတာအဲ့တော့ကျွန်တော်တို့သိလာရတဲ့အခါမှာအထူးသဖြင့်2021ဆက်အနာတိုင်းတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဖက်ဒရယ်ပြည်ဆောက်မဲ့လမ်းစဉ် ဒီမူဝါဒကိုတော့ကျွန်တော်တို့လုံးဝမစွန့်လို့ဘူးသို့တော့အဲ့ဒီကိုတိဆောက်မဲ့ပုံစံအားတော့ကျွန်တော်တို့အရင်တော့ကစူးစမ်းခဲ့တဲ့ပုံစံနဲ့ဘာဖြစ်ပြီးတော့လုံးဝမတူတော့ဘူးကျွန်တော်တို့ရှိတဲ့နေရာကျွန်တော်တို့ဟောဖိချုပ်နိုင်တဲ့ဒေတာအသီးသီးမှာပဲကျွန်တော်တို့စုစည်းလာပြီးတော့အောက်ခြေကနေစတဲ့ကျွန်တော်တို့ federal ပုံစံနဲ့ပဲကျွန်တော်စလုပ်တော့မယ်ဟောကျွန်တော်တို့ပြောပြောနေတဲ့ bottom up နော်အဲ့ဒီအောက်ခြေကနေကျွန်တော်တို့စုစည်းပေါင်းစုံလာပြီးတော့ကျွန်တော်တို့စပြီးတော့ဖွဲ့မယ်အဲ့ဒီဖွဲ့စည်းစုစည်းလာပြီးတီးတဲ့နောက်မှာမှ ဟို Federal ဆိုရတရားအနေနဲ့ရှိတင်ရှိခဲ့တာတော့ကျွန်တော်တို့လည်းအဲ့မှာ set တော့ဆွေးနွေးရတဲ့အပိုင်းမှာရှိတယ်။အခုရှိလာတဲ့ဟို NUG တို့ဘာလို့ ਆ လဲဘယ်လိုအစိုးရပုံစံနဲ့နေမလဲဆိုတာတော့ကျွန်တော်တို့အကြံပြန်ဖြင့်နားလည်ထားတာပါ။ပြည်တော်အစိုးရရှိတင်တဲ့အနာပါလဲ။တော့ကျွန်တော်တို့ဟိုသူဖြစ်ပြည်တော်စုအခွဲ့ဝင်တွေ unit တွေရဟိုရှိတင်တဲ့အနာတွေကဘာလဲဆိုတော့တည်တည်ချာချာခွဲခြားအဲ့လိုခွဲခြားရှိပြီးဆိုတော့ကျွန်တော်တို့အပေါ်မှာဘာအနာတက်ရောက်မှုမှမရှိနိုင်ပါဘူး။ သူတို့နဲ့ကိုယ့်ရဲ့ကိုယ်ပဲပြန်လည်ပြီးအာမခံရတဲ့အနေအထားတစ်ခုရအောင်ပထမဦးဖော်ဆောင်အောင်ဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကအခုလက်ရှိအနေအထားကိုကျွန်တော်ဟိုမေးတာပေါ့နော်။ဒါပေမဲ့အခုဆက်ပြီးတည်လာတဲ့အခြေအနေကအရွေတွေကဘာဖြစ်မလဲဆိုရင်အခုအသွင်ကူးပြောင်းရေးကာလအခြေခံဥပဒေရေးဆွဲနေလို့ကြားပါတယ်။လာမယ့်စက်တင်ဘာလောက်လို့ပြီးပြတ်နိုင်မယ်လို့ပြောပါတယ်။ဆိုတော့အဲ့ဒါပြီးရင်အသွင်ကူးပြောင်းရေးကာလအစိုးရဒါမဖွဲ့နိုင်သေးဘူးပေါ့နော်။အဲ့ဒီအတွက်အကျိုးဆိုပြီးဖွဲ့မယ်လို့ပြောပါတယ်။အသွင်ကူးပြောင်းရေး ကာလအကျိုးဆိုးရပါတော့အန်ယူဂျီကရှိမှာမဟုတ်တော့ဘူးဒါကလည်းပြည်တော်စုအဆင့်အစိုးရဖြစ်မှာပေါ့ဆိုတော့အဲ့လိုဖွဲ့တဲ့ခါမှာရောဆရာတို့ KNU နေနဲ့အဲ့ဒီမှာပါဝင်မှုရှိလားအဲ့ဒီအခြေခံဥပဒေပေါ်မှာရောဆရာတို့နေနဲ့ဟိုဘယ်လိုမျိုးလက်ခံမလဲဆိုအဲ့ဒါလည်းသိလို့ပါလေကဟုတ်ကဲ့ကျွန်တော်တို့ကကနဦးစဉ်းစားချက်အရကအဓိကကာလဟုတ်တော်လိုင်းကာလတချို့ကြတော့ကြားကာလလို့ခေါ်တာပေါ့နော် ဟိုဒီတော်လိုင်းကာလမှာဒါကျွန်တော်တို့လုံဆောင်မှာဒီစစ်အာဏာရှင်ပြုတ်ကျရေးအတွက်ပဲကျွန်တော်ဥတီတော်မှာဖြစ်တာ။ဟိုစစ်အာဏာရှင်ပြုတ်ကျပြီးတဲ့နောက်မှာဖြစ်ပေါ်လာတဲ့အသွင်ကူးပြောင်းကာလ transitional အစိုးရတရားပေါ့နော်။အဲဒီမှာကျွန်တော်တို့ကတော့ TNUG ဆိုပြီးတော့ transition national unity government ဆိုပြီးတော့ကျွန်တော်တို့အကြမ်းပြင်းတော့စဉ်းစားထားတာရှိတယ်။သို့တော်အဲ့ဒီအနေထားအရအွက်တိမဖြစ်သည့်တိုင်အောင်ကျွန်တော်တို့ကတော့ ်အသွင်ကူးပြောင်းကာလအစိုးရတရားအနေနဲ့ဖြစ်ပေါ်လာပြီဆိုရင်ကျွန်တော်တို့ပါဝင်ဘူးတော့စဉ်းစားထားတော့ရှိပါတယ်ဒါကလည်းဟိုယတိပြတော့မဟုတ်သေးပါဘူးသို့တော်အဲ့လိုအနေထားကတော့ကျွန်တော်တို့တွင်းကျင်ထားတဲ့အတိုင်းစေအနာရှင်တွေကနေပြုတ်ကျပြီးတဲ့နောက်မှာဖြစ်ပေါ်လာမယ့်ဟာဆိုပေမဲ့လို့အခုလက်ရှိအနေထားရာစစ်ကောင်စီကလည်းမပြုတ်ကျသေးဘူးဆိုပေမဲ့လို့ဒီကတော့ကျွန်တော်တို့ဒီအသွင်ကူးပြောင်းကာလအနာမယ်တရားကိုကျွန်တော်တို့ထူထောင်ပြီးတော့ လိုအပ်လာပြီဆိုတာဟိုစဉ်းစားတဲ့အခါမှာဒါကတော့ယတိပြပြောလို့မရဘူးဆိုတော့ကျွန်တော်တို့ပါဝင်မှုအနေထားဒါကျွန်တော်တို့ဆက်ပြီးစဉ်းစားရမယ့်အနေထားတစ်ခုတော့ဖြစ်ပါတယ်နော်အဲ့တော့နောက်တစ်ခုကဟိုစစ်ကောင်စီပေါ့နော်စစ်ကောင်စီကလည်းအခုနှစ်ကုန်မှာရွေးကောက်ပွဲလုပ်ဖို့သူတို့စိုင်းပြင်းနေတယ်သူတို့ရဲ့ထွက်ပေါက်လို့လေဒါအားလုံးကသုံးသက်ထားတယ်သူတို့မဖြစ်မနေလုပ်လိမ့်မယ်ပေါ့နော်ဆိုအဲ့လိုလုပ်ပြီဆိုရင်ဟိုလုံနိုင်ခဲ့ပေါ့နော်သူကရင်ပြည်နယ်ဆိုရလဲအစိုးရတည့်ရနေနဲ့ပြည်နယ်ဆိုရပေါ်လာမှာပေါ့နော်ဒါဆိုရင်ဒီခုကော်တူးလေးဆရာတို့ဖွဲ့မဲ့အစိုးရနဲ့ဆိုရင ဟိုဆရာတို့ဘယ်လိုသဘောထားမလဲဒါဒါစင်ပြိုင်သဘောမျိုးဖြစ်သွားမလားဟိုပြည်နယ်အစိုးရကျင်းကြမှာလေအဲ့ဒီအပိုင်း မှာကတော့သူတို့ဖြင့်ကျွန်တော်တို့ဒီနံမြေထိန်းချုပ်နိုင်ရေးအပေါ်မှာလည်းအများကြီးမူတည်တာပေါ့နော်ကျွန်တော်တို့ကဆက်ပြီးတော့ဒါကိုဆက်တုံးသွားမယ်အခါမှာကြတော့ဒီရွေးကောက်ပွဲကကျွန်တော်တို့ငူရက်ပြောထားပြီးတော့ဒီရွေးကောက်ပွဲ2018ဖွဲ့စည်းပုံမှာပဲအခြေတည်တဲ့အခါကျတော့ကျွန်တော်လုံးဝလက်မခံဘူး သို့တော့အဲ့မှာဟိုဒီဆီယနာပိုင်းတွေကနေပြီးတော့ဒါပဲဆက်ကဆက်ကလုတ်သွားတဲ့ခုံမှာဒီရင်ဆိုင်ရမယ့်စီးရေးနိုင်ငံရေးချီနေရလဲအဲ့ဒီရွေးကောက်ပွဲလုတ်ပြီးတဲ့အချိန်ဘလို့ဖြစ်ပေါ်လာမလဲဆိုတော့ကျွန်တော်တို့ဟိုတတိချာပြောလို့မှမရသေးတဲ့အနေထားမှာဒါတော့သူ့ဘက်ကလုတ်တာရှိတာတော့လုတ်သွားမှာပဲကျွန်တော်တို့ကတော့အဲ့ဒါကိုဘာမှစက်စင်းသားကြောင်ရှိဘူးကိုလောက်ရရှိတဲ့ဟာကိုဆက်လက်လုပ်သွားမယ်။ကွန်ဆူလေအစိုးရပေါ်ဆောင်ရေးအတွက်ကျွန်တော်တို့လိုအပ်တဲ့ပြင်ဆင်မှုတွေအလုံးလုပ်သွားပြီးတယ်။ကြီးညာမယ်အနေအနေထားအခုရောက်လာတဲ့ခါမှာဆိုရင်တော့ကျွန်တော်တို့ကြီးညာသွားမှာပဲ။ 2021မတိုင်ခင်အခြေအနေနဲ့လုံးဝမတူတော့ဘူးဆိုတော့ကျွန်တော်တိကျပြောလို့ရတယ်။ Bible ဆိုတာသူတို့အရင်ကရှိထားတဲ့ဒီဒီနိုင်ငံနိုင်ငံရဲ့ဟိုနေဆိုင်ရေးရကော်မတီတွေနဲ့ဟိုအများအားတွဲဆောင်ဆွေးနွေးလှုပ်ဆောင်နေတာဒီနှစ်အခုလက်ရှိကျွန်တော်ပြောနေစကားပြောနေတဲ့အချိန်မှာသူတို့ဘာမှလုပ်လို့မရတော့ဘူးဆိုတာကျွန်တော်တို့မြင်နေရတယ်။အဲဒါကြောင့်မလို့ဒီမြို့တွေတော်တော်များများကိုမသိမ်းပိုင်တဲ့ဒေသကြီးကာလာတိတိုင်အောင်သူနေဆိုင်ဘက်မှာ နေစားအခုအိမ်နီးချင်းနဲ့ဆက်ဆက်တယ်နေစားဘက်မှာကျွန်တော်တို့ကျွန်တော်တို့လက်ထက်အကုန်လုံးရောက်လာတဲ့အခါမှာကျွန်တော်တို့မလွဲမစွေနိုင်ပဲကျွန်တော်တို့ဆက်ပြီးတော့အလုပ်လုပ်ရမယ်ဆိုတာရှင်းလာပြီလေအဲ့ဒါကိုကျွန်တော်တို့ဘာမှဟိုတန်တရားဖြစ်စရာမလိုဘူးဇွေဇွာဖြစ်စရာမလိုဘူးကျွန်တော်တို့လုပ်ရရှိတာကိုဆက်ပြီးတော့လုပ်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာတို့ကတော့ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲလဲဒါဟိုလက်မခံဘူးเนาะသူတို့ရဲ့လောက်ရတဲ့ကိုအတိမတ်မပြူဘူးဆိုတော့ဒါပေမဲ့အခုစစ်ကောင်စီကဆက်တိုးလာမယ်ဒီရွေးကောက်ပွဲမှာကျွန်တော်တို့ကြားတာတော့ ခုနကအခု2008မှာပါတဲ့ဟို26တဲ့ပေါ့နော်ဒါကပြည်နယ်မှာကိုမောင်ကိုပြည်နယ်ဝန်ကြီးချုပ်ခန့်ပြီးကိုမောင်ကိုစီမံခန့်ခွဲခွင့်ပေါ့ဒီဟာတွေကိုသူတို့ကပြင်ပြီးတော့ပြည်နယ်တွေကိုဒီလိုမျိုးအခွင့်အရေးတန်းတူပေးမယ်ဆိုတဲ့သတင်းစကားတွေလည်းကြားနေရတယ်လေတကယ်လို့ဒါကရင်ပြည်နယ်မှာအဲ့လိုမျိုး စစ်ကောင်စီကဆရာတို့ကရင်ဘာသာဝန်ကြီးချုပ်ရွေးချယ်ပြီးစီမံခွင့်ပေးခဲ့မယ်ဆိုရင်ရောအဲ့ဒီအပေါ်မှာဆရာတို့အနေနဲ့ဆရာတို့ကလည်းကော်တူးတွေဆိုတာဖွဲ့ထားတယ်ဆိုရင်ဘယ်လိုမျိုးသဘောထားမလဲဗျာ အဲ့ဒီပန်းမကျွန်တော်ဘာမှသဘောထားစရာမရှိဘူးလေဒါကျွန်တော်တို့ဘလို့မှအကောင်းဆုံးမှမစင်လာဘူးဒါကစိတ်အနာရှင်ကလုပ်တဲ့ဟာပဲ2008ဖွဲ့စည်းဖို့အခြေခံအခြေတည်တော့ဖြစ်လာတဲ့အရာတွေပဲကသူဘာပဲပြင်ပြင်သွားဖို့ဒီအချိန်မှာဘာပြင်ဘာမှပြင်ကြရမရှိဘူးသူတို့အနာသိမ့်ပြီးကြတဲ့2008ဖွဲ့စည်းဖို့ပျက်နေပြီဆိုတော့ကျွန်တော်တို့ခိုင်မှယုံကြည်တယ်ဘာဖြစ်လဲဆိုတော့ကိုကသူတို့အနာသိမ့်တယ်2008ကရှိတော့မယ်ဆိုတော့ဘာမှရှင်းနောက်ညီတဲ့ဟာတွေရှောက်လို့မှကျွန်တော်ဘာမှအတိအပြပြုစရာလည်းမလိုဘူးအဲ့ညာသူလှုပ်ချင်တာလှုပ်ဒါပေမဲ့ကျွန်တော်တို့ကတော့ ိုလောက်အောင်အလုပ်ကိုဆက်ပြီးတော့လုပ်သွားမယ်။နည်းမြေပိုင်ထမှုအပိုင်းမှာရောနည်းမြေထိချုပ်မှုအပိုင်းမှာရောကျွန်တော်တို့ဆက်ပြီးတော့တွန်းသွားမယ်အပိုင်းရှိတာပေါ့နော်။သူ့ဘက်ကလည်းဘယ်လောက်ထိထိချုပ်နိုင်မလဲဆိုတာရှစ်ကနာကကာလမှာအဲ့ဒါလည်းအများကြီးပြင်ကုန်းတွေရှိတယ်လေ။ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့လောက်အောင်အလုပ်ပါတော့တစားချင်းတစားချင်းတစင်စင်ဆက်သွားမှာဖြစ်တယ်။အခုလောလောဆယ်ကတော့နစက်ဒေတာဘက်မှာဟိုရှင်းလင်းရပြီးအနေထားပေါ်တော့ဟိုတစားချင်းတစားချင်းလုပ်လာတဲ့အခါမှာတိတ်တော့မရှိတော့ဘူး။အဲ့ဒါကလည်းတစင့် တလန်းကြီးတလန်းကြီးအထဲကိုရောက်သွားတဲ့ခါမှာကျတော့အထူးသဖြင့်အတွင်းမိုင်းကိုကျွန်တော်တို့ရှေ့လန်းလန်းနေတဲ့အနေထားတော့မြို့ပါဟောပါလာတဲ့ခါမှာကျတော့ကျွန်တော်တို့ဖွဲ့စည်းမကောက်သူလေးအားတကယ်ပြပြင်းဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့အခုနောက်ဆုံးနေနေပေါ့နော်ဟိုကော်တူးလေးအစိုးရပြန်လဲတီထောင်တော့မယ်ဆရာတို့ရဲ့ရီမန်းကြိုင်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တော့မယ်အခြေအနေနဲ့ပတ်သက်ပြီးအားလုံးအတွက်ပေါ့နောက်ဆုံးနေနေဆရာတရေစကားပြောမယ်ဆိုပါများပြောလို့လေဗျာ ဟုတ်ကဲ့တိချက်ကကျွန်တော်တို့ကတော့မူဝါဒကိုခိုင်ရင်ပါနဲ့ယက်တီပြီးတော့လုံဆောင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တာနဲ့ညီအခုဖော်ဆောင်တော့မဲ့ကျွန်တော်တို့ကော်တူလေးအစိုးရဟာကျွန်တော်တို့ရဲ့ပြည်တော်စုအဖွဲ့ဝင်တအနေနဲ့ပဲကျွန်တော်ဆက်လက်ယက်တီသွားမယ်တန်းလူရဲတဲ့ကိုဝင်ပြတဲ့ကိုတကယ်ဟိုအမတ်ခံတဲ့ကျွန်တော်တို့ဒီပြည်တော်စုတစ်ခုတည်ဆောက်မယ်ဆိုရင်ပြည်တော်စုရဲ့အကျိုးကိုတော့ကျွန်တော်ဆက်လက်ဟိုလုံဆောင်သွားမယ်ဆိုတော့ပြောချင်တယ်ဒုတိယအချက်ကပြောချင်တာကတော့ကျွန်တော်တို့ကော်တူလေးအစိုးရကိုတည်ဆောက်မယ်ဆိုရင်တော့ဟိုနေမြေကိုတည်ငြိမ်နဲ့ပြန်အုပ်ချုပ်နိုင်ဖို့အတွက်က လူသားရင်းမြစ်တဲ့အရင်လိုအပ်တဲ့စွမ်းဆောင်ရည်တွေအရည်အသွေးတွေလည်းအများကြီးလိုအပ်တယ်အဲဒါကြောင့်မို့ကျွန်တော်တို့ဖိတ်ဖိတ်ခေါ်ချင်တာကျွန်တော်တို့ကော်တူလေးအတွင်းမှာရှိတဲ့ဘယ်လူမျိုးဆိုပေါ့နော်လူငယ်တွေကကျွန်တော်တို့ပုံပါဝင်ဖို့လိုတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကမှာအခုစိုးရိမ်တော့ကဖြစ်နေတာကကျွန်တော်တို့ကနေမြေအများဖို့ပိုင်ဆိုင်မှုရှိပြီးတော့တကယ်တမ်းကိုယ့်ဟာကိုယ်အချင်းချင်းအဝေးမတက်မတက်မှတစ်ခါတည်းရံဖြစ်တယောက်နဲ့တယောက်အဆင်ပြေအောင်မလုပ်နိုင်ဘဲနဲ့ဟိုအုပ်ချုပ်ရေးတွေလည်း တည်ငြိမ်မရှိဒီနောက်ပြတရားဥပဒေစိုးမမှုတွေလည်းမရှိတဲ့အခါမှာဒီတော်သူပြုပွဲကိုပဲဖြစ်သွားမယ်ဆိုပြီးတော့ကျွန်တော်နိုင်ငံကအများကြီးသုံးသတဲ့ဟာတွေရှိတယ်။ကျွန်တော်တို့အဲ့ဒါကိုလည်းစိုးရင်လည်းအဲ့ဒီစိုးရင်တဲ့ပုံမှာလည်းကျွန်တော်စူးစမ်းတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အုပ်ချုပ်ရေးလုပ်ငန်းတည်ငြိမ်ဖြစ်တာကိုအတွက်ဆိုလို့အားခေပြီးလုပ်နေနေပါတယ်ဆိုတော့ဒီသူတို့ကိုတည်ပြီးချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဖရိုဆိုတော်နီကျေးဇူးများကြီးတင်ပါတယ်။အခုလိုကော်တူးလေးစိုးရပြန်ပြီးဖွဲ့စည်းသွားမယ့်ပုံမှာ အသေးစိတ်ပေါ့နော်အခြေအနေကိုပြည်တော်စုနဲ့ရှင်ပြီးအခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဆရာ။ ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လည်းဒီလိုပြောပြရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဆိုတော့ပြောဆိုပြောလိုပါတယ်ကျေးဇူးဟုတ်ကဲ့ပါကွာဆရာနှီးလဲခဲ့ပါတော့ဆရာနှီးလဲခဲ့